ဲ့လိုအပြင်မှာဝယ်စားလို့ရှိရင်တပွဲကို3လေးတောင်လောက်ပေးနေရတယ်ဒီထမင်းကျင်တွေကိုမဖြူလို့ဒီနေ့လောက်စားမှာပါသူကလည်းဒါကိုထမင်းဝါလို့ခေါ်ကြပါတယ်အိမ်မှာလောက်စားနေကြနီးလေးအတိုင်းလောက်စားရဖြစ်တဲ့အတွက်ကြောင့်မလို့ပြေးကြပါအောင်နော်ရင်ဆုံးထမင်းတဲဖို့အတွက်လုံးရစားရုံထည့်လိုက်ပါမယ်။ဒါရတော့ခဲညင်သည်ချက်ဖို့အတွက်သွန်ကြောက်ပဲပုံ၊သွန်ဖြူကြက်သွန်နီးပုံလုံးကိုရောပြီးတော့ထောင်းလိုက်ပါမယ်။ခဲညင်သည်အနည်းချက်တဲ့နေရာမှာပဲပုံနဲ့ပစွန်ကြောက်ကိုမထည့်ရင်လည်းရပါတယ်။ဖြူလိုကတော့ပဲပုံနဲ့ချက်ရတာကြိုက်တဲ့အတွက်ကြောင့်မလို့ပဲပုံကိုထည့်ပြီးချက်ပါမယ်။ လာပြီဆိုလို့ရှိရင်တော့ခုနကတော့ထောင်းထားတဲ့ဟာလေးတွေကိုစစ်တက်ပါမယ်။ပြီးရင်ခန်းညင်တီကိုထည့်လိုက်ပါမယ်။ပြီးရင်စားချုံမုံထည့်ပါမယ်။ညင်တီအနစ်ကလေးချက်နေတော့ထမင်းကလည်းကျက်လာပြီဆိုတော့မင်းနဲ့သွားပြီဆိုလို့ရှိရင်9မိနစ်လောက်အေးခံပြီးတော့မင်းကိုစပြီးတော့ထောင်းပါတော့မယ်။ကျက်လောက်တဲ့နေရာမှာဒီထမင်းထောင်းတာကလည်းအသက်ဖြစ်တဲ့အတွက်ကြောင့်မလို့သေချာလေးညအောင်ထောင်းပါမယ်။နောက်ထောင်းပြီးသွားပြီဆိုရင်တော့ဒီလိုမျိုးစီလေးတွေထည့်ပေးရပါမယ်။ဒီကတော့စီကျက်ထည့်ရပါတယ်။မင်းထောင်းတာညက်သွားပြီဆိုရင်တော့ဦးစီဆွတ်ပြီးတော့ထမင်းလေးတွေစပြီးတော့လုံးပါတော့မယ်။ ဆွလိုက်လုံးလိုက်ဆွဆွလိုက်လုံးလိုက်အဲ့လိုမျိုးလေးလုပ်ပေးပါမယ်။ပြီးတော့လုံးနေရင်လည်းအနံလေးမွေးလာလို့နှလုံးလောက်ကတော့ပြစ်စားလိုက်ပါရစေ။တို့ကတော့ဒါကိုထမင်းချင်လို့ခေါ်ပါတယ်။တချို့ကတော့ထမင်းဝါလို့လည်းခေါ်ကြပါဗျ။တို့အိမ်မှာကတော့ဒီလိုလုံးတဲ့ပုံစံလေးလုပ်ပါရစေ။နောက်နေ့ဆိုင်တွေမှာတော့အပြားလေးလုပ်တာလည်းတွေ့ရပါဗျ။ဒီနေ့တောင်နဲ့တော့မတူကြဘူးပေါ့နော်။ဘလိုပုံစံနဲ့လုပ်လို့ဒီထမင်းချင်ရဲ့အရသာကတော့ပြတ်မသွားပါဘူးနော်။ရတာလွယ်တာမလို့လိုက်ပြီးတော့လည်းလှုပ်ရှားကြည့်အောင်နော်။မင်းလေးလုံပြီးသွားပြီဆိုလို့ရှိရင်တော့အညင်ဒီအနစ်ကလေးတွေချက်မချက်ကိုချက်ကြည့်ပါမယ်။ င်သီးလေးတွေကနည်းနည်းမှားတဲ့အတွက်ကြောင့်မလို့ချက်ရတာနည်းနည်းခက်ပါတယ်ချဲလိုက်ပြန်တဲလိုက်နဲ့ပင်သီးအနစ်ကလေးကတ်သွားအောင်ထိတဲပေးထားပါမယ်ပင်သီးအနစ်ရပြီဆိုလို့ရှင်တော့မဖြူတော့ပါရင်လေးအတဲဖို့အတွက်လောက်ပါရင်လေးလေးဆူလာပြီဆိုလို့ရှင်တော့နီးအင်းကြက်တော့မျိုးထောင်းထားတာလေးရဲ့လေးတွေကိုလုံးပြီးတော့ထည့်ပါမယ်ဒီဆိုလို့ရှင်တော့ငေးကောင်းလေးဖြူပြနေနေမင်းလေးအုပ်ပါမယ်ဒါဆိုလို့ရှင်တော့ရှမ်းရွာအစားစားလေးဖြစ်တဲ့ထမင်းကျင်လေးရသွားပါပြီနော်ဘာအစားအသောက်လေးတွေချက်ခိုင်းကြလဲဆိုတာကို comment လေးမှာရေးသွားပေးခဲ့အောင်နော် မယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်။